အော်တိုဘာ9ရက်နေ့မှာ90ဦးပြန်ပို့ခဲ့တယ်။နိုဝင်ဘာ9ရက်နေ့မှာတော့48ဦးပြန်ပို့ခဲ့တယ်။အဲ့တော့2025ဇန်နဝါရီကနေ2025အဲကျွန်တော်နိုဝင်ဘာ9ရက်နေ့ထိလူရဲစီမြန်မာနိုင်ငံသား1800ကျော်ပြန်ပို့ခဲ့တယ်လို့ရနောင်းလောက်ကသတင်းထုတ်ပြန်ထားတာရှိပါတယ်။အဲ့တော့ကျွန်တော်ချုပ်ပြောရရင်1500ကနေ1600ကျားကတော့မြန်မာနိုင်ငံကအာသာငန်းငန်းနဲ့အဆွဲပြဖမ်းနေတဲ့စစ်မှုထမ်းတွေကိုပါသွားလိမ့်မယ်လို့ ကျွန်တော်တို့တုံ့သက်လို့ရပါတယ်ထိုင်းတဲ့နိုင်ငံလုံးမှာအချင်းတောင်80ကျော်ရှိပြီးအဲ့ဒီထောင်တွေထဲမှာအเจ้าမျိုးမျိုးနဲ့အဖမ်းခံထားတဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိနေပါတယ်။ 2025ဇန်နဝါရီလကနေနိုဝင်ဘာ9ရက်နေ့အထိပြစ်တံလွတ်ရက်စေမြန်မာနိုင်ငံသား1800ကျော်ကိုထိုင်းအာဏာပိုင်တွေကရန်နောင်းဘက်ကနေတဆင့်မြန်မာအာဏာပိုင်တွေစီလွှဲပြောင်းပေးခဲ့တယ်လို့ရန်နောင်းခရိုင်လာဝကစီးနေရသိရပါတယ်။ထိုင်းဘက်ကကော်မတီဝင်၉ဦးပါတဲ့အဖွဲ့ကနေထိုင်းမြန်မာနယ်စပ်တွေကနေတဆင့်မြန်မာအာဏာပိုင်တွေစီလက်လွှဲပြန်ပို့ခဲ့တာဖြစ်ပြီးအဲ့ဒီသူတွေကိုတော့မြန်မာစစ်တပ်ကစစ်မှုထမ်းတသားတည်းအဖြစ်စုဆောင်းလိုက်တယ်လို့မြန်မာရွှေပြောင်းလုပ်သားကြီးဆောင်ရွက်နေသူတွေကပြောပါတယ်။ အဖမ်းခံရတဲ့မြန်မာနိုင်ငံသားအများစုဟာအောက်လန်းလို့ခေါ်တဲ့တရားမဝင်လမ်းကြောင်းကနေဝင်ရောက်လာခဲ့ရတာကနေအဖမ်းခံရသူတွေပါတရားမဝင်လမ်းကြောင်းကနေဝင်ရောက်လာရင်အဖမ်းခံရရင်ထိုင်းနိုင်ငံမှာဘယ်လိုပြစ်ဒဏ်တွေချခံရနိုင်ပါလဲထိုင်းဥပဒေနဲ့အရေးယူပြီးရင်ရောဘယ်လိုတွေဆက်ဖြစ်လာနိုင်ပါသလဲတရားဝင်နေထိုင်လုပ်ကံခွင့်ရမယ်ပန်းရောင်ကဲလို့ခေါ်တဲ့အလုပ်သမားကအစ်စ်လုပ်ပေးမဲ့အစီအစဉ်ကဘယ်လောက်ပြန်ဆနိုင်ပါသလဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီးမြန်မာရွှေပြောင်းအလုပ်သမားရေးဆောင်ရွက်နေသူဦးမိုးကျိုးကိုမြန်မာနောင်ကဆက်သွယ်မေးမြန်းထားပါတယ် တရားမဝင်လမ်းကြောင်းကလာပြီးအဖမ်းခံရရင်ဒီထိုင်းဥပဒေရအဘလောက်ပြစ်ဒဏ်ကျနိုင်လဲအပြီးရင်ရောအဘာဆက်ဖြစ်မလဲခင်ဗျတိုင်းလောက်ကဥပဒေရထောင်ဒဏ်တလခွဲတရားမဝင်နေဆက်ဖြတ်ချုပ်အမှန်တော့၃လပြန်နော်တလခွဲတော့ထမင်းကျွေးပြီးညီရပေးရလို့ပြီးတော့ဆက်နှစ်ရက်နဲ့ပြတ်သွားတာလည်းရှိတယ်ရဲပါတိုက်စစ်ပါတိုက်တွေမှာထားရတယ်ထိုင်းတနိုင်ငံလုံးမှာအချင်းထောင်ပေါင်း80ကျော်ရှိတယ်မြန်မာအချင်းသားတွေနဲ့ပြည့်တဲ့အဲ့လိုအခါမျိုးမှာကန်ချနာဘူဒီပေါ့နော်ကန်ချနာဘူဒီမှာကျွန်တော် လေးမြို့နယ်ရှိတယ်ကန်ချရာဘူဒီထောက်ပါဘူးစာယုစကရာဘူဒီအများဆုံးဝင်တယ်ပြီးတော့မဲဆောက်မြောက်ဒီလမ်းကြောင်းဒုတိယအများဆုံးဝင်တယ်အဲ့လမ်းကြောင်းတစ်ခုမှာနောက်ပိုင်းမှာမိတာတွေအကုန်လုံးချက်ချင်းပြန်ပို့တာလည်းရှိတယ်ကျမကြီးစစ်စစ်လိုအပ်တဲ့စားရရိတ်ခါလေးပေါ့ပြန်ပို့လိုက်တယ်ချက်ချင်းပြန်ပို့လာရှိတယ်ထိုင်းအချင်းထောင်အသီးသီးမှာထိုင်းလောက်ကဥပဒေနဲ့အရေးယူခံရမယ်အစုလိုက်ပြုံလိုက်မိသူတွေကိုထိုင်းလူကုန်ကူးမှုတိုက်ဖြတ်ရေးဥပဒေရထောင်ဒဏ်၄လအနေနဲ့အဲ့ဒါကတော့ကျွန်တော် ရုပ်တင်တဲ့အမှုကံအရာရှိနဲ့ကျွန်တော်ဆုံးဖြတ်ပေးတဲ့တရားသူကြီးပေါ်မူတည်တာပေါ့။ညာဆုံးဖြစ်တော့ထိုင်းလောက်ကဥတီတစ်ခုလည်းပြီးသွားတာများပါတယ်။ထိုင်းနိုင်ငံရဲ့အကျဉ်းထောင်80ကျော်မှာမြန်မာအကျဉ်းသားတွေနဲ့ပြည့်နေတဲ့အခါကျတော့မြန်မာအကျဉ်းသားတွေကိုကျွန်တော်3လကြိမ်ဖြစ်စီ4လကြိမ်ဖြစ်စီ renown ကော့တောင်းလမ်းကြောင်းကတကြောင်းမဲဆောက်မြဝီလမ်းကြောင်းကတကြောင်းတခါတရံမဲဆိုင်တာကြီးလမ်းကြောင်းကတကြောင်းလူရစီအကျဉ်းသားတွေမြန်မာနိုင်ငံပဲပြန်ပို့တယ်။အဲ့တော့အခုနောက်ပိုင်းမှာတီစဲ စစ်မှုထမ်းဥပဒေရအသက်16နှစ်ရနေအသက်35ဒေသခံမြန်မာနိုင်ငံဘက်ကဒေသခံတန်ရင်တက်ဖွဲ့ကြီးရဲ့စစ်သားစုဆောင်ကြီးခံရတာပေါ့ဗျာအသက်35နှစ်ကျော်တော်လဲမတိကြသေးဘူးစစ်မှုထမ်းခိုင်းလို့မရရင်သူတို့ကအရန်စစ်သားအရန်အင်အားသဘောမျိုးနဲ့သူတို့ကိုထင်းခွေရေခတ်ပေါ့လက်တို့လက်တောင်းခိုင်းဖို့တော့ခေါ်သွားတာအဲ့တော့ထိုင်းကျင်းအောင်တီးတီးကပြစ်ဒဏ်စီလို့လွတ်ရစီလွတ်မြောက်သွားတဲ့အတိုင်အောင်မတန်မဆွမ်းဒုက္ခိတတွေ တက်ကြီးတွေဘိုင်းတွေကလွဲလို့မြန်မာနိုင်ငံတည်ဆဲစစ်မှုထမ်းဥပဒေနဲ့စစ်သားစုဆောင်မခံရဖို့ကမသေးကြဘူးဆရာပြောတော့တဲ့အထက်မှာထိုင်းအာဏာပိုင်တွေဘက်ကလွှဲလိုက်တဲ့သူတွေကိုမြန်မာစစ်တပ်ကစစ်မှုထမ်းနဲ့ခေါ်သွားတယ်ဆိုတော့ထိုင်းဘက်ကနေဘလို့ပုံစံနဲ့လွှဲတာလဲအဘယ်နယ်စပ်ခိပောက်ကနေအရေးတကောဘလောက် လောက်ရှိပါလဲကော်မတီဝင်ကိုဦးပါတဲ့လောက်ကပါပါဘောနော်လောက်ကရဲစစ်ပက်နေချားဆောင်အကောက်ခွန်လည်းပါတယ်ရနောင်းနဲ့ကော့တောင်းလမ်းကြောင်းဆိုရနောင်းအကောက်ခွန်စိတ်ကန်းကနေ ထိုင်းရနောင်းအကောက်ခွန်စိတ်ကမ်းကနေမြန်မာနိုင်ငံကော့တောင်းဘက်ကိုလွှဲတာပေါ့။ကွန်ပတီဝင်ကိုဦးပါတယ်။အဲ့တော့ရနောင်းခရိုင်လောက်ကရဲ့သတင်းထုတ်ပြန်ချက်ရပြီးခဲ့တဲ့2025ပေါ့။ဇန်နဝါရီကနေအခုနိုဝင်ဘာ9ရက်နေ့ထိအော်တိုဘာ9ရက်နေ့မှာ90ဦးပြန်ပို့ခဲ့တယ်။နိုဝင်ဘာ9ရက်နေ့မှာတော့48ဦးပြန်ပို့ခဲ့တယ်။အဲ့တော့2025ဇန်နဝါရီကနေ2025အဲကျွန်တော်နိုဝင်ဘာ9ရက်နေ့ထိလူရဲစီမြန်မာနိုင်ငံသား1800ကျော်ပြန်ပို့ခဲ့တယ်လို့ renowned လောက်ကသတင်းထုတ်ပြန်တာရှိပါတယ်အဲ့တော့ကျွန်တော်ချုပ်ပြောရရင်1500ကနေ1600ကြာကတော့မြန်မာနိုင်ငံကအာသာငန်းငန်းနဲ့အစွဲပြဖမ်းနေတဲ့စစ်မှုထမ်းတွေကိုပါသွားလိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ် renowned မှာအခြေဆိုင်တဲ့ချီမြန်တန်ရင်းရံနေခေါ်ပါတယ်မဲဆောက်လမ်းကြောင်းမှာဆိုလဲမြောက်ရီမှာအခြေဆိုင်တဲ့ချီမြန်တန်ရင်းရံနေခေါ်ပါတယ်ဆိုတဲ့သတင်းတွေကအကျယ်ပြန့်ဖြစ်ပေါ်လာ ဒီလိုဆိုတော့ထိုင်းအနာပိုင်းတွေကမြန်မာစစ်တပ်အတွက်တသားတစ်စုဆောင်ပေးနေတဲ့ပုံစံမျိုးဖြစ်နေလားလို့ပြောလို့ရနိုင်မလားထိုင်းနိုင်ငံအာဏာပိုင်အသီးသီးဟာစစ်သားစုဆောင်ရေးဥပဒေကိုအာသာငန်းငန်းဘလူးဖန်းတရေဖန်းတစီဖန်းအာသာငန်းငန်းတက်နေတဲ့စုဆောင်စစ်သားစုဆောင်ရေးလုပ်ငန်းစဉ်ကိုတစ်ဖက်လှည့်နဲ့အလိုတူအလိုပါသဘောနဲ့ဖြစ်စီတွန်းပို့တာအလိုတူအလိုပါပါနေတဲ့သဘောမျိုးတက်ရောက်တယ်လို့ ဥပဒေအကိုကအထောက်ထားတွေနဲ့ပြန်ကြည့်မယ်ဆိုရင်လူခွေရှုတော်မျိုးနဲ့ပြန်ကြည့်မယ်ဆိုရင်အဲ့ဒါလုံးဝပြောလို့ရပါတယ်ဒီလိုအခြေအနေမှာမြန်မာရွှေပြောင်းအလုံသမားကြီးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ကတော့အာဘာတွေပြောဆိုဆွေးနွေးနေရတယ်ရှိပါကလေးလူခွေတိုင်းလူခွေကောင်စီကခေါ်တဲ့အစည်းအဝေးဖြစ်ဖြစ်တိုင်းလူခွေရှေ့နေများကောင်စီကခေါ်တဲ့အစည်းအဝေးတွေဖြစ်ဖြစ်နောက်တိုင်းနိုင်ငံမှာရွှေပြောင်းလူသမားနဲ့ပတ်သက်ပြီးတော့တိုင်းဆိုရအောင်တိုက်ရိုက်အကြံဉာဏ်ပေးနေတဲ့ Michael Walking Group ဆိုတာရှိပါတယ် မစ္စတာအဒီဆွန်လို့ဖွဲ့ပေါ့အဲ့မှာလည်းကျွန်တော်ပါပါတယ်အဲ့လိုအစည်းအဝေးတွေကိုတက်ရောက်ခွင့်ရတဲ့ခါမှာ report တွေအစီရင်ခံစာတွေပေးပို့ခွင့်ရတဲ့ခါမှာဒီချင်းတွေကိုကျွန်တော်တို့ကအကြောင်းချက်တွေအနေနဲ့ခိုင်ခိုင်လုံလုံကျွန်တော်တို့ကတင်ပြတာရှိပါတယ်လှုပ်ချင်းမလှုပ်ချင်းအပြောင်းလဲလှုပ်ချင်းမလှုပ်ချင်းအပြုတ်မှုလှုပ်ချင်းမလှုပ်ချင်းနဲ့အပြောင်းလဲဖြစ်သွားခြင်းဖြစ်ရတော့ထိုင်းဆူရနဲ့သူနဲ့ဆက်ဆံနေတဲ့ထိုင်းလူခွေးကော်မရှင်တို့ဘာလို့ပေါ့ပါပို့ပြီးတော့မူတည်ပါလိမ့်မယ်ထိုင်းအာဏာပိုင်တွေနဲ့ကျွန်တော်ကတည့်အစည်းအဝေးလုပ်ရတာမဟုတ်ဘူးလေ ထိုင်းလူခွေကွန်မရှင်တို့ထိုင်းလူသမားသမခါတို့ထိုင်းလူခွေရှေ့နေများကောင်စီတို့အကုန်လုံးကလူသားချင်းစာနာထောက်မှုရှိတယ်လူကုံသိက္ခာကိုလေးစားတယ်ဒါတွေနဲ့ပတ်သက်ပြီးအစိုးရကိုတင်ပြထားတယ်ပေါ့ဗျာဒီလူမျိုးတွေမလုပ်ဘူးမကောင်းပါဘူးမလုပ်အပ်ပါဘူးမလုပ်တင်ပါဘူးမလုပ်ထိုက်ပါဘူးစသဖြင့်ပေါ့ဗျာဒါတွေတော့ပြန်လဲပြီးတော့အပေါင်းလက္ခဏာဆောင်တဲ့အပြုတ်မှုပြောဆိုတွေပြန်လဲကြားသိရတာနောက်တစ်ခုကပြီးခဲ့တဲ့လကလုပ်ပေးမယ်ပြောပြီးအချိန်ရွှေ့လိုက်တဲ့လူသစ်တွေအတွက်ဒီပန်းရောင်ကတ်ဘန်းရိုက်ပေးမယ်အစီအစဉ်ကရောဘယ်တော့ပြန်စနိုင်မလဲခင်ဗျာ ခုထိုင်းအလုပ်သွားဝင်ကြီးမမစားစားရန်အထောက်ထားမရှိသူတွေကိုတနစ်နေထိုင်ခွင့်ပြုတယ်။ထိုင်းနယ်နေထဲတော့ရှိရမယ်နော်။ထိုင်းနယ်နေထဲမှာရောင်းနေနေပြီးသားအလုပ်လုပ်နေတဲ့အထောက်ထားမရှိတဲ့လေးနိုင်ငံလူသားတွေကိုနောက်ထပ်နေထိုင်ခွင့်တနစ်ပေးမယ်။နောက်ကျွန်တော်တို့ထောက်ထားရှိပြီးတော့တလန်းတိုးစရာရှိတဲ့လူတွေလည်းတနစ်ဝတ်ပါမယ်ခွင့်ပြုမယ်လို့မိစိမ်းပြလိုက်တဲ့သဘော။သဘောကတော့ထိုင်းနိုင်ငံရဲ့နေဆက်ရေးပရိယုခတွေမငြိမ်သက်မှုတွေကစုံစမ်းငြိမ်သက်လာပြီ။အဲ့ဒီတွေ့ထိုင်းနိုင်ငံ နန်းတွင်းထဲရတည်ပြီးလှုပ်ချင်လှုပ်လိုက်တော့လို့မိစိမ့်ပြတော့သူကလည်းအလိုက်တဲ့အသေးအသေးမိစိမ့်ပြတာပေါ့ဗျာအဲ့တော့ပန်းရောင်ဘတ်တက်အထောက်ထားတစ်တည်မကြာခင်မှာလှုပ်ပြီးတော့မယ်ခိုင်းဆွေးရအတွက်အကျိုးမြတ်ကြီးတဲ့နိုင်ငံတော်ဝင်ငွေတွေအများကြီးရတဲ့အလို့ကိုသူတို့လက်လွတ်ဆုံးချုပ်ခံမှာမဟုတ်ဘူးခိုင်းနိုင်ငံမှာကျွန်တော် နေခဲ့တဲ့20ကျော်တွင်းမှာလှုပ်ပြီးမယ်ဆိုပြီးတော့နောက်ဆုံးပြန်ရုပ်သိမ်းတာဒီတစ်ခါပဲရှိတယ်ထွက်ပြီးသားဆင်ဆွေပြန်ဝင်သွားတာဒီတစ်ခါပဲရှိတယ် ဘိုက်ရိုက်ပေးတဲ့အစီအစဉ်ကမကြခင်စတော့မှဆိုတော့အဘယ်အချိန်လောက်ဖြစ်နိုင်ပါသလဲအချိန်လောက်ဆိုတော့ထိုင်းဆိုရပြည်ထရေးဝန်ကြီးဌာနနဲ့လုံမောင်းဝန်ကြီးဌာနတို့ကထိုင်းနိုင်ငံရဲ့အမြင့်မားဆုံးအာဏာပိုင်ပေါ့နော်နိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားသားအလို့သမားတွေနဲ့ပတ်သက်အမြင့်မားဆုံးအာဏာပိုင်ဖြစ်တဲ့နိုင်ငံခြားအလို့သမားစီမံခန့်ခွဲရေးကော်မတီအဝင်းရုပ်ကအုပ်ထအလို့သမားဝန်ကြီးတို့ပြည်ထရေးဝန်ကြီးတို့ဝန်ကြီးဌာန၉ခုလောက်ပါတယ်အဲအဲ့ဒီကနေပြီးတော့ကြေညာချက်ထုတ်ပြန်ပြီးဆိုရတယ်ထိုင်းပြည်ထရေးဝန်ကြီးဌာနကနေ ကျင်ရိုက်တဲ့ထုတ်ပြန်မယ်ကျင်ရိုက်ထုတ်ပြန်ပြီးရက်60အတွင်းမှာအတီးဖြစ်မယ်မူချမ်းထွက်လိုက်မယ်အဲ့တော့တိတ်မကြတော့ဘူးထင်တာပေါ့တိတ်မကြတော့ဘူးပြောချင်တာရက်အတီးကြတော့ကျွန်တော်မသိဘူးเนาะထိုင်းပြည်ရဲ့ဝင်ထဏာနဲ့အလုံမဝင်ထဏာကနေပြီးတော့ထိုင်းနိုင်ငံအတွက်အခွန်တွေဝင်ငွေတွေအများအမြောင်များရရှိမဲ့ဟာဟုတော့လက်လွတ်ဆုံးကျုပ်ခံမှာမဟုတ်ဘယ်တော့မှလည်းလက်လွတ်ဆုံးကျုပ်ခံနေလို့ထုံးစံမရှိဘူးเนาะအဲ့တော့မကြခင်မှာဒီအထောက်ထားတဲ့ဘတ်တစ်ကထွက်ပေါ်လာလိမ့်မယ်အစီအစဉ်ပြန်ဆလိမ့်မယ်အဲ့ဒါတခု နောက်ကဘာပြင်ဆင်တင်သားလဲဆိုတော့လေးနိုင်ငံလုပ်သားတွေမြန်မာ ကမ္ဘောဒီးယားလာအိုဗီယက်နမ်လုပ်သားတွေဟာကို့အလို့ရှင်အတွက်ဖြစ်စီကို့မိခင်နိုင်ငံတွေအတွက်ဖြစ်စီလိုအပ်တဲ့စာရဆန္ဒတွေဒီချိန်ကြီးကပြင်ဆင်ရမယ်အဲ့တော့စာရဆန္ဒတွေစုဆောင်းထားပါနံပါတ်1စာရဆန္ဒတွေလိုအပ်တဲ့စာရဆန္ဒစုဆောင်းနံပါတ်2ငွေကြေးစုဆောင်းထားပါနံပါတ်3ခိုင်မာတဲ့သတင်းချက်လက်တွေတည်ယဝင်သတင်းဌာနတွေကထုတ်ပြန်တယ်တောင်းမှုတောင်းခံမှုအပြည့်အဝရှိတဲ့သတင်းဌာနတွေထုတ်ပြန်တယ်သတင်းချက်လက်တွေစုဆောင်းပြီးတော့ ဟေးလက်တို့ပြီးပြောအောင်မယ်ဆိုခိုင်မာမာသတင်းပေးတယ်သတင်းဆက်လက်ဒီစူးစောင်းထားပါနံပါတ်၄ကတော့မိတ်ဆွေအပေါင်းအသင်းကောင်းတွေစူးစောင်းထားပါအဲ့ဒီစု၄စုကိုပြင်ဆင်ထားပါစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဒီထိုင်းတနိုင်ငံလုံးမှာမြန်မာရွှေပြောင်းအလို့သမားအရေးတော့ကအာနောက်ဆုံးဘယ်လောက်ဖြစ်သွားပြီလဲအဲ Media Intelligence Group ရဲ့ပြီးခဲ့တဲ့2024သုံးသပ်ချက်ရထိုင်းနိုင်ငံမှာအဲမြန်မာလုံသားမြန်မာရွှေပြောင်းလုံသား9000လောက်ရှိခရိုင်ဒေတာ68ခုမှာပြန့်နှံ့ပြီးတော့ အလုတ်ကြားလုတ်တွေလုတ်နေတယ်အဲ့ဒီထဲကမှမြန်မာရွှေပြောင်းလုတ်သား20လတိုင်းတည်ဆုံးနေတယ်လုပ်ငန်းဝင်မတော်စဖြစ်စီတရားမဝင်နေစားဖြတ်ကျော်လာလို့ဖြစ်စီအချင်းချင်းပြိပကဝီယောဒီတတ်ကြဖြတ်ကျလို့ဖြစ်စီကိုကူကူစူဆိုင်တတ်တယ်လို့ဖြစ်စီနောက်တခြားသောယောဂဗျာရဲ့အကြောင်းဖြစ်စီမြန်မာရွှေပြောင်းလုတ်သား20လောက်တည်ဆုံးနေတယ်လို့အသေးစိတ်ဖော်ပြထားပါတယ်